တယ်ရပဲစီမရှင်လခုနှစ်ရက်တနင်္လာနေ့ညနေခင်းရုပ်သက်သတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်ဒီကနေ့မှာတော့အပြည့်ရက်ကျင်ညာထားတဲ့စက်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်တရက်တွင် အရသာပြည်သူ၅ဦးသေဆုံးခဲ့တဲ့တဲ့ဘန်ကောက်မြို့ကပြိုကျသွားတဲ့အဆောက်အဦထဲပိတ်မိနေသူတွေထဲမှာဒီမိုဆိုဒေတာခန့်တူပါဝင်နေတဲ့အကြောင်းမက်ရှလာတွင်မြေမြုပ်မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသွားတဲ့အရက်သား၈ဦးရှိပြီး၂ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ KNDF ဗျူဟာအမှတ်ရှိစီကူးပြောင်းလာတဲ့ MOD တပ်သား106ဦးရှိနေတဲ့တရင်ကိုနားဆင်ရမှာပါရှင်။ပီကင်းကော့ခုကျေးရွာရဲကိုစက်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်တရက်တွင်အရက်သားပြည်သူ9ဦးသေဆုံးခဲ့တယ်လို့ဧပြီလ9ရက်နေ့မှာဂရီနီမျိုးသားများကာကွယ်တပ် KNDF ကထုတ်ပြန်ပါတယ်။ဧပြီလ4ရက်နေ့မှာစက်ကောင်စီရဲ့လက်နက်ကြီးနဲ့လေချောင်းဘုံးကျက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအမျိုးသား9ဦးထိမှန်သေဆုံးခဲ့တာပါ။ မိုးပြဲမြို့ချင်းဆိုင်ခမရလင်းနေနေတက်ကနေတနေကုန်နှိပါအကြောင်းမဲ့လက်နေကြီးပြစ်ခတ်ခဲ့တာဖြစ်ပြီးမနက်၁၇နိုင်ခွဲချိန်မှာအမျိုးသားတအူးလက်နေကြီးထိမှန်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်နေ့လယ်၂နိုင်ကျော်ချိန်မှာထပ်မံလေနဲ့ပုံကျဲခဲ့တာကြောင့်အမျိုးသား၄ဦးထပ်မံတင်ဆုပ်ခဲ့တာပါ။နေအိမ်တွေလည်းပျက်စီးမှုရှိနေပါတယ်။စစ်ကောင်စီဟာမြန်မာနိုင်ငံတော်အငလေဘီတင့်နေချိန်မှာဧပြီလ၂ရက်နေ့ကနေဧပြီလ၂၂ရက်နေ့အထိရွက်ပေါင်း၂၀အပြည့်ရက်စဲကြောင်းကိုကြီးညာထားတာပါ။ ဒါပေမဲ့လည်းထုတ်ပြန်ချက်ထုတ်ပြန်ပြီးတဲ့အချိန်ကစလို့ဂရင်းနီပြည်တွင်းကနေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်လှုပ်ဆောင်နေတယ်လို့ KNDF ကပြောပါရယ်မြန်မာနိုင်ငံမှာငလေဘေးဒဏ်ကြုံတွေ့ရတဲ့မတ်လ28ရက်နေ့ကစပြီးဂရင်းနီပြည်တွင်းမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု၃ကြိမ်တိုင်လှုပ်ဆောင်ခဲ့တယ်လို့လက်နေကြီးပြစ်ခတ်မှုတွေလည်းနေ့စဉ်နှိပါလှုပ်ဆောင်နေတာကြောင့်လူထုတွေအနေနဲ့လှုပ်ချုပ်ရေးအသည့်တတိရှိကြဖို့ကို KDF ကတိုက်ထွန်းထားပါရဲ့ရှင်။ မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြည်အင်္ဂလီကြောင့်ဘန်ကောက်မြို့မှာရှိတဲ့ဆောက်လက်ဆဆောက်ဦးပြိုကျခဲ့ပြီးအဲ့ဒီထဲမှာဂရီနီကလူငယ်တဦးပါဝင်နေတယ်လို့ထိုင်းရမြန်မာရွှေပြောင်အလုတ်သမားရေးကုညင်ဆောင်ရွက်ပေးသူဦးထွန်းချစ်ကပြောပါတယ်။အဲ့ဒီလူငယ်ဟာဒူမော့ဆူမြို့နဲ့ပါတော်လူဂျေးရွာကလူစီယန်လို့ဖြစ်ပြီးဆက်ဆောင်တဦးလည်းဖြစ်တယ်လို့ဆိုပါတယ်။လူမြောက်လာတဲ့ဂရီနီလူငယ်တွေနဲ့တွေ့ဆုံဖို့ပြင်ဆင်နေပြီးအဲ့ဒီလူမြောက်လာသူနဲ့တေဆုံသွားတဲ့လူငယ်အတွက် ရင်းနှီးပြီးကြာကာလအုပ်ချုပ်ရေးကောင်စီ IEC ကိုကူညီစေချင်တယ်လို့ဥထုံးချစ်ကပြောပါတယ်။ငလေကြောင့်ပြိုကျခဲ့တဲ့ဗန်ကောင်းမျိုးကအထက်30ရှိတဲ့ဆောက်လုပ်လက်ဆအစိုးရရုံးတဲ့ပိတ်မိနေသူတွေကိုဧပြီလ1ရက်နေ့အထိ83ယောက်ထိုင်းနိုင်ငံသား55ယောက်ကမ္ဘောဒီးယားနိုင်ငံသား3ယောက်မြန်မာရွှေ့ပြောင်းလုပ်သား24ယောက်နဲ့လာအိုနိုင်ငံသား1ယောက်လို့ပါဝင်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကကြေညာထားပါတယ်။မြန်မာလုပ်သားတွေရဲ့အရေးအတွက်က 24ရက်ထက်ပိုနိုင်တယ်လို့ဥထုချက်ကပြောပါရတယ်။အဲ့ဒီတိုက်ပြိုကြမှုမှာပိမိနေသူတွေကိုလက်ရှိအချိန်ထိထိုင်းအစိုးရကနှီးပညာအသုံးပြုပြီးရှာဖွေနေဆဲဖြစ်ပါတယ်။ပိမိသွားတဲ့ Greenie B ကအလုတ်သမားတအုပ်ကိုလည်းလက်ရှိအချိန်ထိတူးဖော်လို့မရသေးပါဘူး။ထိုင်းနိုင်ငံမှာရှိတဲ့အရေးကိုရေးပေါ်ကယ်ဆယ်ရေးထုတ်ပြန်ချက်ရတိုက်ပြိုကြမှုမှာတေဆုံးသူ10ယောက်ရှိနေပြီး9ယောက်ကအခင်းဖြစ်တဲ့နေရာမှာတေဆုံးခက်က10ယောက်ကတော့ဆေးရုံကနေတေဆုံးတာဖြစ်တယ်လို့သိရပါတယ်။ ဂရီနီပြည်မှာမတ်လတလအတွင်းမြေမြုပ်မိုင်းကြောင့်ထိခိုက်ဒဏ်ရာရတဲ့အရက်သား၈ဦးရှိပြီးအဲ့ဒီတဲကနှစ်ဦးသေဆုံးသွားခဲ့တယ်လို့ကနရီထိုင်းရဲ့ပြုစုထားတဲ့စီးရင်ရသိရပါတယ်။ကနရီထိုင်းရဲ့စီးရင်နဲ့မြေပြေပါရာဟိတလှုပ်ရှားသူအဖွဲ့တွေရဲ့လက်လန်းမီတဲ့စီးရင်ရအဲ့ဒီမိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူတွေဟာလွိုင်ကုံမြို့ပေါ်မှာ၆ဦးနဲ့နတ်မခုံမြို့နဲ့အတွင်းမှာ၂ဦးလို့ဖြစ်ကြပါတယ်။စီးရင်ရကတော့လွိုင်ကုံမြို့ပေါ်က၂ဦးကသေဆုံးသွားခဲ့တာပါ။မြေမြုပ်မိုင်းနေမိတဲ့အရက်သားအများစုဟာ တိုက်ပွဲဖြစ်ပွားခဲ့မှုတဲ့နေရာတွေကိုပြန်ရင်းနှင်းမိခဲ့ကြတာဖြစ်ပါတယ်။မိုင်းအန်တွေနဲ့ဆက်ဆက်ပြီးအထူးသတိရှိကြဖို့လက်နက်ခဲရဆာယာပစ္စည်းထိတွေ့ကင်သွင်းမှုတွေကိုမပြုလုပ်ကြဖို့ GNP ဈာကာလအုပ်ချုပ်ရေးကောင်စီ IEC အတွေ့အမှုနှင့်ဥပညာကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့မတ်လ22ရက်အတွင်းမှာလဲရှမ်းဂရင်းနီနယ်ဆက်ဖေခုံမြို့နယ်ထဲမှာလက်လုံမိုင်းကိုကင်တွေဆော့ကစားရကနေအရက်သား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတအူးတေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ကနှုတ်ထွက်ပြီး KDF ဗျူဟာအမှတ်၈တက်ရေး23ထံကိုကူးပြောင်းလာတဲ့အမှတ်တထောက်လေးတက်ရေးကတက်တာဦးရေ106ဦးရှိတယ်လို့ကူးပြောင်းလာတဲ့တသားရဲ့အရာရှိတဦးကကန်တော်ရီထံကိုပြောပါတယ်။အဲ့ဒီတက်ရေးဟာဖဲခုံတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်အမှတ်တထောက်လေးတက်ရေးကဖြစ်ပြီးဧပြီလ၂ရက်နေ့မှာကူးပြောင်းလာခဲ့တာပါ။အခုလိုတက်ရေးအလိုက်ကူးပြောင်းလာတာဟာ စစ်ဖော်ဆောင်ရေးမှပုံမှန်အားကောင်းဖို့အတွက်ရည်ရွယ်တာဖြစ်တယ်လို့အမှတ်တထောက်လေးတက်ရည်အရာရှိတူဦးကပြောပါရယ် MOD လက်အောက်ကနေနှုတ်ထွက်ပြီးတက်ရည်ဆိုင်ရာအမည်နာမလိုကိုဖက်ဒစိန်နဲ့ NUG ဖေးအကောက်အသုံးပြုတာတွေကိုလည်း MOD ထံပြန်လည်အနှံ့သွားပြီဖြစ်တယ်လို့ဧပြီလ၄ရက်နေ့မှာအသိပေးထုတ်ပြန်ပါရယ် NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ တော်လာရေးကာလတခြားလုံးအမှတ်တထောက်လေးတက်ရေးကရဲဘော်ရှိဦးကြဆုံးခဲ့တယ်လို့သိရပါတယ်။ကနုရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရင်းနီပြည်သူပြည်သားအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။ကျမမော်လေးများပါ။